အဖမ်းခံလယ်သမားတွေပြန်လည်လွတ်မြောက်ရေးအတွက်တောင်သူအမျိုးသမီး30ကတဝဲမြို့မှာဆန္ဒပြခဲ့ကြပါတယ်။စောနန်းရဲ့သတင်းမှာရှုစားနိုင်ပါတယ်ခင်ဗျာ။စက်တင်ဘာလ9ရက်နေ့ကတဝယ်မြို့မှာတောင်သူအမျိုးသမီး30ကအဖမ်းဆီးခံလေသမားများပြန်လွတ်ပေးရေးအတွက်အတိအကဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီးတရားဥပဒေစိုးမိုးရေးနဲ့တင်ဆီးခံလေရမျိုးတွေပြန်လည်ရရှိရေးအတွက်လည်းဆန္ဒပြခဲ့ကြတာပါမြို့သမီးနဲ့တကားအောင်မလို့မလ မေတ္တာဆန္ဒပြရတဲ့ချင်းရလေအဖေတွေမိပြပလက်သမားတွေဖောက်ကြနေတဲ့နံပါတ်လေးဆက်ရတာပါလေအဲ့ဒါလောကဒီမှာအဖေလည်းမရှိတော့စီးပွားရေးလေးထိခိုက်တော့ဘောနော်အဲ့ဒီတော့အဖေလေးပလာမျိုးလေးတွားဆန္ဒပြရှင်းပြရဲ့ဒီဆန္ဒပြပွဲမှာနိုင်ငံတော်မတရားဖန်ဆီးကံလေသမားများပြန်လွတ်ပေးရေးလေယာမြေအတ္တမတင်းစည်းမှုရပ်တန့်ရေးတင်းစည်းကံလေယာမြေများပြန်လည်ရရှိရေးနဲ့အခွင့်ထူးကံခရိုနီတိုက်ဖြတ်ရေးစတဲ့ရွေးကြော်သံတွေနဲ့ဆန္ဒပြခဲ့ကြတာဖြစ်ပြီးအခုလိုဆန္ဒထုတ်ဖော်တာ၃ချိန်ရှိခဲ့ပါပြီ။ ကျမတို့မျိုးနဲ့ခရိုင်တိုင်းတိုင်းမျိုးနဲ့ခရိုင်အုပ်ချုပ်ရေးမှူးများကိုကျမတို့ပြည်သူလူထုကရွေးကောက်တင်ပြောင်းတဲ့လူတွေဖြစ်စေချင်တယ်။ဘာဖြစ်လဲဆိုရင်ကျမတို့မြေသေးကောလိပ်တော်အရာရှိဆိုတဲ့ခရိုင်အုပ်ချုပ်ရေးမှူးတို့တိုင်းရေးအုပ်ချုပ်ရေးမှူးတွေကကျမတို့ရွေးချယ်ထားတဲ့သူတွေမဟုတ်ဘူး။အဲ့တော့ကျမတို့လက်မြေတွေကိုသိချင်နိုင်သေးတယ်။အဲ့တော့ကျမတို့ကအများကြီးနင်းတာပေါ့နော်။ကျမတို့ကသူတို့ကိုဖြစ်ချပိုက်ခွင့် ရွေးချက်ပတ်ကမရှိခဲ့ဘူးအဲ့ဒါကြောင့်ကျမတို့အဲ့ကျမတို့တိုင်းခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများကိုကျမတို့ဖြိုးချပိုက်ခွင့်ရွေးချက်ပတ်ခွင့်ရှိတဲ့သူကိုရမှကျမတို့လက်လက်ရမြေတွေပေါ်မှာမတရားသိသိမှုချတာမှာတဝယ်မြို့စမ်းချီရက်ကွက်ကတင်းစည်းခံလေယာဉ်မြေတွေမှာအကောင့်ထဲပေါ်နေတဲ့မြို့ပြစီမံကိန်းဧရိယာအတွင်းမြေခွဲရိုက်အုပ်တိုင်ရိုက်တာတွေကိုတားဆီးခဲ့တာကြောင့်လေသမား19ဦးကိုဇူလိုင်လ16ရက်နေ့ကတဝယ်တရားရုံးမှာအလုတ်ကျန်းတဲ့ထောင်ဒဏ်6လနဲ့15ရက်အပါအဝင်ထောင်ဒဏ်နဲ့ငွေဒဏ်များအတိအကျချမှတ်ခဲ့ပါတယ်။ကျွန်မစောနံပါတ်